အင်္ဂလာဒေ့စ်နဲ့တရုတ်နိုင်ငံပူးပေါင်းပြီးအိန္ဒိယနိုင်ငံအပေါ်အကောက်ကျနေပြီဖြစ်ပါတယ်။ တရှိဘင်္ဂလားဒေ့ရှ်ယာယီအိမ်ဆောင်ဆိုရအဖွဲ့ခေါင်းဆောင်မိုဟာမက်ယူနွတ်စ်ဟာအမေရိကန်ပြည်ထောင်စုနဲ့စီးပူးပေါင်းဆောင်ရွက်မှုမှာတိုးမြင့်ရန်အတွက်တမရော့ကာဝေးဦးစီးချုပ်အားအမေရိကန်ပြည်ထောင်စုသို့ဆေလွတ်ခဲ့တော်လဲဘင်္ဂလားဒေ့ရှ်တမရော့ကာဝေးဦးစီးချုပ်ဟာအမေရိကန်ပြည်ထောင်စုရဲ့ခီးစဉ်ကိုပယ်ဖျက်ခဲ့ပါတယ်။ယခုတစ်ဖန်မိုဟာမက်ယူနွတ်စ်ဟာတရုတ်နိုင်ငံနဲ့ပူးပေါင်းပြီးအိန္ဒိယနိုင်ငံအားတိုက်ခိုက်ရန်အရေးအမွေကြံစီလာတာကိုတွေ့ရှိရပါတယ်။ ။မကြာမီကာလအတွင်းကဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာတရုတ်နိုင်ငံရဲ့ US စစ်ကမ်းများရှိနေပြီလို့ဟူတဲ့မေးခွန်းများပေါ်ထွက်လာပါတယ်။မြေပြင်လက်ရှိ ကနအူအခြေအနေများအရဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံနယ်စပ်အယ်မွန်ဟတ်ဒေတာမှာရှိတဲ့လေဆိပ်ကို ပြန်လည်ပြုပြင်ရန်စီမံဆောင်ရွက်နေကြောင်းသိရှိရပါတယ်။ဆိုပါလေဆိပ်တို့ တရုတ်ရာရှိများအလဲပတ်ရောက်ရှိခဲ့ပြီးအဆိုပါလေဆိပ်ပြုပြင်မောမှန်ရေးကိစ္စရများဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာတည်ရှိတဲ့လာမွန်ဟက်လေဒါအခြေစိုက်စခန်းဟာအိန္ဒိယနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားမှာရှိတဲ့ကျင်းမြောင်းတဲ့ဒေသ Chicken Neck ဆိုတဲ့နေရာအနီးမှာရှိပြီးကီလိုမီတာ20ခန့်သာကွာဝေးပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံ Rainbow KI Almon Head မှာရှိတဲ့လေစိတ်ဟာတရုတ်နိုင်ငံရဲ့အကူအညီထောက်ပံ့များဖြင့်ရေဒါများ Jet လေယာဉ်များလေကြောင်းကင်းထောက်လုပ်ငန်းရပ်များအတွက်လိုအပ်တဲ့အကူအညီများပေးအပ်လျက်ရှိကြောင်းသိရှိရပါတယ်။ ယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့တရုတ်နိုင်ငံတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုများကိုသိရှိခဲ့တဲ့အိန္ဒိယနိုင်ငံကတော့ထရီပူရာပြည်နယ်မှာရှိတဲ့ကလတ်ဟာရှာလေစိတ်ကိုပြန်လည်ပြင်ဆင်မောမှန်ရန်နဲ့စစ်ဖက်အရက်ဖက်နှစ်ခုစလုံးအသုံးပြုနိုင်ရေးအတွက်ပြင်ဆင်မောမှန်လျက်ရှိပါတယ်အိန္ဒိယပါကစ္စတန် တင်းမာမှုမှနေအိန္ဒိယပါကစ္စတန်အပြင်တရုတ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံများပါပါဝင်ပောက်သက်လာလျက်ရှိပါကြောင်းတင်ဆက်အပ်ပါတယ် အိန္ဒိယနိုင်ငံရှေးမြောက်ဖက်ဒေသများကိုဘင်္ဂလားဒေ့ရှ်နိုင်ငံအားတိုက်ခိုက်ခိုင်းပြီးအဆိုပါနယ်မြေများ ခွဲထွက်ရန်စီယုံလှုံ့ဆော်ပြီးနိုင်ငံရေးအရဆွတ်ဖက်လာနိုင်ပါတယ်။ တရုတ်နိုင်ငံဟာအိန္ဒိယနိုင်ငံကို ဝင်ရောက်ဆက်ဖက်လျက်ရှိပြီးပါကစ္စတန်နိုင်ငံအားမြှောက်ပင့်ပေးခြင်းအပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုမြှောက်ပင့်ပေးပြီးအိန္ဒိယနိုင်ငံအရှေ့မြောက်ဖက်ဒေသများအားအကောက်ကြံရန်စီစဉ်ဆောင်ရွက်ရှိသည်မှာထင်ရှားလာပြီးဖြစ်ပါတယ်။အိန္ဒိယနိုင်ငံကလည်းတရုတ်နိုင်ငံရဲ့လုပ်ရက်ကိုရိတ်စားမိပြီးအဆိုပါဒေသအတွင်းမှာရှိတဲ့အိန္ဒိယလေဆိပ်များကိုစစ်ဖက်အရက်ဖက် ်အသုံးပြုနိုင်ရေးအတွက်အပူတပြင်းပြင်ဆင်မွမ်းအဆင့်မြင့်တင်လျက်ရှိပါကြောင်းတင်ဆက်အပ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှရှိတဲ့လေဆိပ်များအားပြုပြင်မွမ်းခြင်းရေဒါများတိုက်လေယာဉ်များနှင့် အခြားသော လေကြောင်းကင်းထောက်မှုဆိုင်ရာပစ္စည်းကိရိယာများပေးပို့ထားခြင်းဖြင့်တရုတ်လေယာဉ်များအချိန်မြွေဆင်းသက်နိုင်မည်ဖြစ်ပါတယ်။တရုတ်နိုင်ငံအနေဖြင့်အိန္ဒိယနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား စစ်မဲ့ဖြစ်ပွားအောင်ဖန်တီးပေးထားပြီးနိုင်ငံရေးအမြတ်ထုတ်လာနိုင်ပွဲရှိပါတယ်။အမေရိကန်ပြည်ထောင်စုကာကွယ်ရေးဝန်ကြီးဌာနထောက်လှမ်းရေးအေဂျင်စီရဲ့ထုတ်ဖော်ပြောကြားချက်များမှန်ကန်လာနိုင်ပွဲရှိပါကြောင်းတင်ဆက်အပ်ပါတယ်။